်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေပထမဦးဆုံးဖျားသခင်ရဲ့ခြေကြတော်ကိုချီးမွမ်းပါတယ်စကားတော်ကိုနားလည်ခြင်းဆိုတဲ့ကောင်းစဉ်နဲ့ကောရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး1အငယ်12ကနေ16နဲ့ ကိုရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး3အငယ်တက္ကနီ3ကိုဆင်ခြင်သွန်းခြင်းပါれငါတို့သည်လောကီဝိညာဉ်ကို မခံရကြဘုရားသခင်ပေးတော်မူသောအရာတို့ကိုတည်ခြင်းအလိုငါဘုရားသခင်ထံမှကြွလာသောဝိညာဉ်ကိုခံရကြပြီဘုရားသခင်ပေးတော်မူသောအရာတို့ကိုငါတို့သည် လူပညာကိုအမိပြု၍နားလေသောစကားနှင့်မဟော တန်ရှင်သောဝိညာဉ်တော်သည်ဝိညာဉ်နှင့်ဆက်ဆိုင်သောအရာကိုဝိညာဉ်စကားအားဖြင့်ဖွင့်ပြ၍ပဲ့ပြင်တော်မူသောစကားနှင့်ငါတို့သည်ဟောကြ၏ဇာတိပဂရိလူသည်ဘုရားသခင်၏ဝိညာဉ်တော်အရာတို့ကို မခံမယူထိုအရာတို့သည်မိုက်မဲသောအရာဖြစ်သည်ဟုထင်တတ်၏ထိုအရာတို့ကိုဝိညာဉ်အားဖြင့်သာပိုင်းခြား၍နားလည်နိုင်သောကြောင့်ဇာတိပဂရိလူသည် နားမလည်နိုင် ဝိညာဉ်လူမှုကားထိုအရာအလုံးစုံကိုပိုင်းခြား၍နားလေတတ်၏သို့တော်လည်းထိုလူကိုအဘယ်သူမျှပိုင်းခြား၍မသိနိုင်ထိုလူကိုတွင်တင်နိုင်မည်အကြောင်းအဘယ်သူသည်ထာဝရဘုရား၏စိတ်တော်ကိုသိသနည်းငါတို့မူကားခရစ်တော်၏စိတ်ကိုခံရကြ၏ကိုရင်သူဩဝါဒစာပထမဆုံးအခန်းကြီး3အငယ်1ကနေ3ညီအကိုတို့အထက်ကငါသည်ဝိညာဉ်လူတို့အားဟောပြောတကယ်သူ သင်တို့အားဟောပြောရသောအခွင့်မရှိပဲဇာတိပဂတိလူတို့အား၎င်းခရစ်တော်၌သူငယ်ကလေးတို့အား၎င်းဟောပြောတကဲ့သို့ဟောပြောရ၏ယခုတိုင်အောင်သင်တို့သည်ခဲပွေစားပွေကို မကြေနိုင်သောကြောင့်ငါမကြွေးရနှုတ်ကိုယ်သာတန်ရ၏ယခုပင်လည်းသင်တို့သည် မကြေနိုင်ကြသည်ယခုပင်လည်းဇာတိပဂတိလူဖြစ်ကြသည်၏ ဂုံပြိုင်ခြင်းရန်တွေ့ခြင်း အချင်းချင်းကွဲပြားခြင်းရှိသည်ဖြစ်၍သင်တို့သည်ဇာတိပဂတိလူဖြစ်ကြသည်မဟုတ်လော လောကီထုံးစံအတိုင်းကျင့်ဆောင်ကြသည် မဟုတ်လောနုကပတ်တော်တမချန်းစာကို နားမလည်ဘူးလို့အဲ့ဒီလို တွေ့ဘူးသလားကျွန်တော်တို့ယုံကြည်သူတွေအနေနဲ့ခရစ်တော်မရှိတဲ့သူတွေကဘာကြောင့်တမချန်းစာနဲ့ဆိုင်တဲ့အယူအဆတွေကိုသူတို့ ဆုတ်ကင်နိုင်ခြင်းမရှိတာကိုရှင်းရှင်းလင်းလင်းကျွန်တော်တို့သိနာလည်နေပေမဲ့လည်းကုရောကိုတည်တဲ့ကျွန်တော်တို့ယုံကြည်သူတွေအနေနဲ့တခါတလေမှာကျွန်တော်တို့ဘာကြောင့်ယုံကံနေကြရသလဲဆိုတာကို ခံစားဘူးကြတွေ့ဘူးကြပါလိမ့်မယ်ဒီနေရာမှာအဓိက အချက်ကတော့နာခံမှုပဲဖြစ်တယ်ကျွန်တော်တို့ဟာကျွန်တော်တို့ဖတ်ရှုတဲ့နှုတ်ကတော်ကစိတ်ခိုင်းတဲ့အရာကိုနာခံလှုပ်ဆောင်နေတာနဲ့အမျှ တန်ရှင်းတဲ့တမချန်းစာဟာအသက်ရှင်လာမှာဖြစ်တယ်။အဲ့ဒီလိုအသက်ရှင်လာခြင်းနဲ့အတူဘုရားသခင်ဆက်သွယ်ပြောဆိုတဲ့အရာကိုကြားသိနားလည်လာမှာဖြစ်တယ်။ဒါပေမဲ့လည်းကျွန်တော်တို့ကိုကိုယ်တော်ထုတ်ဖော်ပြတာတဲ့အရာတွေကိုကျွန်တော်တို့မနာခံဘူးဆိုရင်ဘာကြောင့်သူ့ရဲ့နဲ့နေတဲ့အမှန်တရားတွေကိုကျွန်တော်တို့ကိုဘုရားသခင်ကပေးတော်မူမလဲ။25ခုမြောက်သောဆန္ဒအငယ်14မှာ ထာဝရဘုရားကိုကြောက်ရွံ့တော်သူတို့သည်ကိုရောမျက်နှင့်မိတ္တာယဖွင့်ရသောအခွင့်နှင့်ပရိညာဉ်တရားတော်ကိုသိရသောအခွင့်ရှိကြ၏လို့ဆိုထားတဲ့အခါမှာဘုရားသခင်ရဲ့လျှို့ဝှက်ချက်က သူ့ကိုကြောက်ရွံ့တဲ့သူတွေအတွက်ဖြစ်တယ်ဆိုတာကိုနားလည်ရတယ်။ဘုရားခင်ကိုကြောက်ရွံ့ယုံကြည်တဲ့သူတွေဟာပညာတော်တွေကိုနာခံပြီးတော့ကောင်းတဲ့ဉာဏ်ရှိမယ်ဆိုတာကိုဂတိပြုထားပါတယ်။ တာကို131ခုမြောက်သောဆန်လန်အငယ်30မှာလည်းပဲထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်ပညာဤအချုပ်အခြားဖြစ်၏ပညတ်တော်တို့ကိုစောင့်ရှောက်သမျှသောသူတို့သည် ကောင်းသောဉာဏ်ရှိကြ၏ဂုံအတေတော်သည် အစဉ်အမြဲတည်သည်လို့ဆိုထားတာကိုတွေ့ရပါတယ်ဘုရားသခင်ကိုနာခံမှုမရှိတဲ့နေထိုင်မှုပုံစံဟာကျွန်တော်ရဲ့အမြင်အာယုံကို ပုံပြတ်သွားစေပါတယ် ကျွန်တော်ရဲ့ကြားနိုင်စွမ်းရည်ကိုလည်းကြာဆင်းစေပြီးတော့ကျွန်တော်ရဲ့တွေးခေါ်မှုတွေကို မုံဝါသွားစေပါတယ်ကျွန်တော်ကခရစ်တော်ရဲ့စိတ်แท้ကိုအပြည့်အဝဝင်ရောက်ခွင့်ရှိပေမဲ့လည်းကျွန်တော်ရဲ့ကိုယ်ပိုင်အပြစ်ရှိတဲ့နိလန်းတွေအပေါ်ကျွန်တော်တွေ့တာမှုတွေဟာနှုတ်ကပတ်တော်မှာပါတဲ့ဉာဏ်ပညာကြွယ်ဝတဲ့ဘဏ္ဍာအရာတွေကနေအဝေးကိုကင်းကွာသွားစေခြင်းပဲဖြစ်တယ်နှုတ်ကပတ်တော်တမန်ကျမ်းစာကိုနေ့စဉ်ဖတ်ရှုတဲ့အခါမှာ ဘုရားခင်ရဲ့လမ်းညွန်ချက်တွေကိုကျွန်တော်တို့ရှာဖွေရမှာ ဖြစ်တယ်။အဒီနောက်တန်ရှင်းသောဝိညာဉ်တော်ကိုမိခိုအားထားပြီးတော့သူပြောတဲ့အတိုင်းလှုပ်ဆောင်ဖို့ဂတိပြုပါ။နာခံပြီးတော့ဆက်လက်ပြမလှုပ်ဆောင်ပါ။ကိုရောရဲ့အတန်ကိုကျွန်တော်တို့နာခံတဲ့အခါမှာ ကိုရောကပူနဲ့နေတဲ့အမှန်တရားတွေကိုထုတ်ဖော်ပြသမှာဖြစ်ပြီးတော့ကျွန်တော်တို့ရဲ့နားလည်မှုတွေကိုတိုးပွားလာစေမှာဖြစ်တယ်။ပြာဒကင်ကသူ့ကိုနာခံဖို့ တဏိဋ္ဌံချတာတဲ့သူတွေကိုပုံမိုနဲ့ဆိုင်တဲ့အမှန်တရားကို ဖော်ထုတ်ပြသပါလိမ့်မယ်။ဇာနာဆင်ခြင်ခဲ့တဲ့သူတိုင်းပြာသခင်ရဲ့စကားတော်ကို နားလဲခြင်းနဲ့အတူ နာခံမှုတွေအားဖြင့်ပြာသခင်ရဲ့လမ်းညွန်နေမှုမှန်သမျှကို အမိအယစုပ်ကင်ထားနိုင်ပါစေ။အာမင်။ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည် နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆိုအပ်ပါသည်